။အင်ဂျင်တော်ရှင်သာရခိုင်ရိုးမအမ်ပရန်လမ်းကြောပေါ်ကနေရီကန်လေချောင်းရံကာကွယ်အထိုင်ချစကန်ဟာစီရရဗျူဟာကြတဲ့စကန်ဖြစ်ပြီးအရက်ခတ်တက်တော်အနေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နိုင်ဖို့ဆိုရင်စစ်ကောင်စီရဲ့နောက်ဆုံးခံတက်စီးတစ်ခုလည်းဖြစ်ပါတယ်။ နဲ့ရေကန်ဖြူဟာကုန်းကိုအပိသက်သိမ့်ပိုက်ရယူနိုင်ဖို့အတွက်အနှဲငယ်ကြံနေသေးတဲ့လက်ကြံတွေရတို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းကစင်ကလျားထွက်ပြေးနေကြပြီးနေရာတို့မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့အရခတ်တပ်တော် AA ကပြောဆိုထားပါတယ်။နဲ့ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းဟာစစ်ကောင်စီအင်အားယာနဲ့ကြီးအထိုင်ချထားတဲ့စခန်းဖြစ်ပြီးအရခတ်တပ်တော် AA နဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ကွေးတိုင်းပတ်ချံအမ်ဘရန်လမ်းပိုင်းနဲ့ရခိုင်ရိုးမဘော်ကနေရီကန်စကန်ဟာအမြင့်မားဆုံးတောင်ထိပ်စကန်ဖြစ်တယ်လို့စစ်ကောင်စီအင်အားအကောင်းဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစကန်ဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အရက်ကတ်တတော် AA နဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေကလက်ရှိမှာကာကင်းအများစုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးစစ်ကောင်စီဘက်ကနေလည်းနေရီကန်စကန်ဗျူဟာကိုမကြာရေးအတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အဆက်မပြတ်ပစ်ခတ်ပေးနေတယ်လို့တော်လိုင်းမဟာမိတ်တပ်တွေဘက်ကလည်းဆက်လက်ထိုးစစ်ဆင်နေပါတယ်။ နိုင်ရင်ကံပြူဟာကုန်းကိုစစ်ကူလာတဲ့စစ်ကြောင်းတွေကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်တုံးမ26ခုအရှင်ဖမ်းမိပြီးလက်နက်ခရမ်းနဲ့စစ်သုံးဆောင်တွေတင်းစီရရှိခဲ့တယ်လို့ပူပေါင်းတိုက်ခိုက်နေတဲ့ချင်းကာကွယ်တပ် CDF အရှိုကထုတ်ပြန်ပါဗါးဒီအခြေအနေနဲ့ပတ်သက်ပြီးချင်းကာကွယ်တပ် CDF အရှိုးရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းရိုချင်းကိုမြန်မာနောင်ကဆက်သွယ်မေးမြန်းထားပါဗျ။ပထမအဦးဆုံးနိုင်ရေကန်ဗျူဟာကွန်ရဲ့နောက်ဆုံးစီးရေးအခြေအနေလေးကိုလေပြောပြလို့ရသလောက်ပြောပြပေးပါအောင်ခင်ဗျ။ ကျွန်တော်ကျော်နီးပါးတိကတော့ဒီနိုင်ငံကောင်းကြီးပေါ့ကျွန်တော်တို့လူချင်းနဲ့ထားမှာတော့တင်းကြမယ်ဆိုတော့ကုန်းကြီးကတော့ဒီဒလာကျော်နီးပါးတိတော့ရိခါထောက်ပံ့မှုနဲ့စီကူလာရောက်မှုလည်းလုံးဝမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကြားထဲမှာတော့အဲ့ဒီကနေရောက်ခင်မီတာ2000ပုံတော့အကွာတိတော့သူတို့လာလာပုံများထူးထူးနေတာမျိုးလို့ရှိတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးရှိရဆိုတော့အဲ့ဒီအချိန်လေးပေါ်မှာမူတည်ပြီးတော့အပေါ်မှာလေချောင်းနဲ့ဘလောက်ထိကုနိုင်မလဲအဲအဲ့တော့ရိခါတက်တော်မှုတိကိုသူတို့လေချောင်းနဲ့ဘလောက်ဖြည့်တင်းမယ်ပေါ်မှာမူတည်မှာပေါ့ကျွန်တော်တို့ကလည်းလိုအပ်ချက်တွေကိုဘလောက်ဖြည့်တင်းနိုင်မလဲကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဘလောက်ပို မိုးစင့်တင်ပေးနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပဲမြန်မြန်ပြီးခြင်းမပြီးခြင်းကတော့တကားပြောသွားမယ်ထင်ပါတယ်ဆိုတော့တိမ့်ပိုက်ဖို့ကြံရှိနေသေးတဲ့လက်ကြံဖြူဟာကုန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားဘလောက်ကြံနေသေးလဲအသူတို့ကတော့ဘလို့ပုံစံနဲ့ခုခံတိုက်ခိုက်နေရလဲဟင်အပေါ်မှာကတော့ကြံနေတယ်ဆိုရဲစစ်သားကြံနေပြီးသားသာကမှာတက်ဖွဲ့ဝင်တွေပဲရှိနေတယ်။အဲအဲ့ဒီထက်ကလည်းပြေးလာတဲ့သူတွေရဲ့ပြောစကားအကြတော့300ဝန်းကျင်တော့ရှိတယ်ဆိုပြီးတော့ထွက်ဆိုတယ်ပေါ့။ဒီပတ်စာတွေရဲ့ထွက်ဆိုချက်အကြတော့ဒါပေမဲ့သူတို့ပုံတိုင်းကလည်း ဲ data တွေကိုတိကျမသိဘူးဘယ်နည်းရောက်ပါရှိနေမှန်းလည်းမသိဘူးဘသူကဥဆောင်နေမှန်းလည်းသူတို့ကလည်းနာမည်တွေမပြောတတ်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်နေကြတယ်ဆိုတော့ဟိုသူတို့ဖမ်းမိတဲ့သူတွေရဲ့နောက်ဆုံးဖမ်းမိတဲ့သူတွေရဲ့ trust ရတော့300ဝန်းကျင်တော့ရှိနိုင်သေးတယ်အဲ့ဒီနိုင်ငံကတောင်ကုန်းကြီးမှာတော့အဲဒါပေမဲ့အဲ့ဒီ300တော်ကပြောချင်တာကရိတ်ခါကအရင်ဆုံးကကျန်တဲ့ရိတ်ခါပဲရှိချင်ရှိမယ်နောက်ထပ်အဲဒီ ချီလင်းစစ်ကြောင်းကားနဲ့တက်ပြီးတာမျိုးအဲ့လိုမျိုးကတော့ဖြစ်တင်းမှုကတော့သူတို့မလုပ်နိုင်တော့ဘူးပေါ့နော်အဲ့ဒါတော့တလားကျော်ရှိသွားပြီဒါပေမဲ့အဲ့ဒီပုံမှာလူနာကိုကအဲ့ဒီကဘာလုံးကြီးထဲမှာအကုန်မှထားတာကလူနာကိုတချို့ပါကကထွက်ဆိုရတော့ရှိတဲ့ကုသလောက်ရှိတယ်ချိုးကြလည်း90လောက်ရှိတယ်ဆိုပြီးတော့အဲ့လိုဖက်ဆူထားတာတော့ရှိတယ်။လေရင်ပြန်နဲ့ရိတ်ကခြာပေးတာတော့ရှိတယ်။ဂျင်းနဲ့အဲဟက်စကီနဲ့ခြာပေးတာမျိုးတော့ရှိတယ်။အဲ့ဒီကတောင်ကုန်းမဟုတ်ဘူးပေါ့။ဟုတ်ကဲ့ဒီလိုအချိန်လေးမှာအေအေနဲ့ပူပေါင်းအဖွဲ့တွေကကြံနေတဲ့ဖြူဟာကုန်းကိုတင်ပိုက်ဖို့ဘလို့စိန်ခေါ်မှုအခက်အခဲတွေရှိနေတာလဲ။ ဒီတောင်ရံကဝဲတက်ဖြစ်တယ်ပြီးတော့တိုးရင်းမှာမှာပင်လယ်ရေမျက်နှာပြင်ထက်အဲဒီကမီတာ4500ကျော်မြင့်မယ်ဒီနေ့4900ကျော်လာမယ်ဒီအလောက်မြင့်နေပေါ့နော်အဲ့ဒီအပိုင်းနေလဲပါမယ်ပြီးတော့လမ်းမဆက်တွေကကျွန်တော်တို့ဒီဒေါ်လာတက်ဖက်တွေကတက်ဖွဲ့တွေအနေနဲ့ပြောရရင်ကျတော့လေဒီစီးပွားမှုအပိုင်းမှာထားပါတော့အဲ့ဒီနားမှာဖြစ်ပြီးတော့မှဒဏ်ရာအနာတရဖြစ်ပြီးအဲဆိုလို့ရှိရင်ပေရပို့ရဒီလူစားအရင်းမြစ်ကုန်တော်တော်လေးထည့်ရတယ်ပေါ့နော်အဲ့ဒီအပိုင်းနေလဲပါနိုင်တယ်လို့ယူဆပါတယ်ဘာလို့ဆိုတော့သူကြီးက အာ TDD ရှိနေတဲ့ဟာမျိုးကိုကျွန်တော်တို့ကသွားရောက်တိုက်ခိုက်ရတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ရဲ့ဟို logistic ပိုင်းဒီရိတ်ခါထောက်ပံ့မှုပိုင်းတွေအဲစီးရုံစီးကံကိစ္စတွေလူနာတဲပို့မှုကိစ္စတွေအပိုင်းတွေကလည်းလူကုန်ငယ်ပေါ့လေအဲအဲ့လိုမျိုးအပိုင်းတွေလည်းပါမယ်လို့ယူဆပါတယ်ဒါပေမဲ့ဆက်သွေးမကောင်းတာပေါ့အဓိကတော့ဟုတ်ကဲ့ပါအာရခတ်တတော်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဒီကာကင်းစကန်တွေတော်တော်များများကိုတိမ့်ပိုက်ထားပြီးပြီဆိုတော့စစ်တပ်ကထိခိုက်သေးဆုံးတဲ့အခြေအနေကတော့ဘယ်လိုရှိပါသလဲဗျာ တီးဆုံးနိုင်လည်းရှိရှိတော့ရှိရဒါပေမဲ့အရေးအတွက်ကြီးလို့တော့အားခက်တဲ့တော်ရဲ့ထုံးစံတိုင်းပေါ့သူတို့ကတော့အဲ့လိုမျိုးကြီးညာလာမျိုးမရှိဘူးစကန်တစ်ခုတိမ့်ပြီးပြီဆိုတော့မှပဲတိမ့်ပြီးပြီဆိုတော့သူတို့ထုတ်ပြန်လေးရှိတယ်တိမ့်ပြီးရင်မှဒါ ਈ ဒါလေးဒီ PC ကိုတိမ့်ဆက်ရမိရယ်ဆိုပြီးတော့သူတို့ကတော့ထုတ်ပြန်လေးရှိတယ်ပေါ့နော်ဒါကအနာတရရရှိမှုပိုင်းတွေတော့ရန်ဒီဘက်ကဘယ်လိုလိုတီးဆုံးနေဘယ်လောက်လောက်ဆိုတော့သူတို့ဟိုအရေးအတွက်တော့ထုတ်ပြန်တာမျိုးဘယ်တော့မှမရှိဘူးပေါ့နော်အားခက်တဲ့တော်မှာတော့အဲ့တော့ အဲ့လိုမျိုးတော့ရှိတယ်ဒီတစ်ဖက်ကလည်းတည်ဆုံးလို့ပဲဒါမှတချို့စခန်းတွေကာရင်းစခန်းတွေကြတော့လေအဲတည်ဆုံးမှုနည်းနည်းနဲ့ပဲအဲ့ဒီကာရင်းစခန်းကိုလှုပ်ပြီးတော့မှတခြားပြန်နောက်ထပ်ကာရင်းစခန်းကိုပြန်ပေါင်းသွားတာမျိုးအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်သူတို့စခန်းကိုတော်တော်တိတ်နေတဲ့အခါမှာဆိုတော့ကာရင်းစခန်းတွေအနေနဲ့ပြောရတာကြတော့လေအရေးအတွက်ကိုလည်းကျွန်တော်တို့ပြောရခဲ့တယ်ပြောရခဲ့တယ်ဆိုတာမရေတွက်နိုင်ဘူးပဲပြောရမှာပေါ့လေဘယ်ဘယ်စခန်းကာကင်းနဲ့အစတက်ရောက်တာလဲဘယ်ကကာကင်းမဟုတ်သေးဘူးလေကလည်းပြောရခဲ့တယ်ပေါ့အဲ့တော့ဟိုအဲ့ပက်လည်းမှာကကာကင်းနဲ့ပြောရတော့မှာပေါ့ဒီနေရာမှာမီတာ ငါရှိရတော့အပေါ်မှာတက်တစ်ခါဆွဲထားတယ်အဲ့ဒါလည်းကာကင်းမယ်နောက်ထပ်မီတာရှိရအပေါ်မှာလည်းကာကင်းမယ်အဲမီတာ900အပေါ်မီတာ300ကွာဒီလိုမျိုးတွေလည်းသူကခုတ်ခုတ်ခုတ် ပြီးတော့အများကြီးကာကင်းနေထားတာဆိုတော့လေအဲသိမ့်မိတဲ့ဟာကြီးလည်းရှိတယ်အပြန်အလှန်ပြစ်ခတ်ပြီးတော့မှအခြေလေတိမ့်ရတာမျိုးရှိသလိုနည်းနည်းလေးတစ်ခုခါနဲ့တိမ့်နေဆိုပြီးတော့ထိုးသိဆင်းလိုက်တဲ့အချိန်မှာအိတ်စခန်းကိုဆုပ်ပြီးတော့မှနောက်ထပ်ကာကင်းတစ်ခုပေါင်းသွားတာမျိုးအဲဒီလိုမျိုးတွေလည်းရှိပါတယ် အခုဆိုရင်ဒီထွက်ပြေးလာတဲ့စစ်တုံးပန်းတွေကိုလည်းဖမ်းမိထားတယ်ဆိုတော့အဲသူတို့ရဲ့ဒီအခြေအနေတွေကိုလည်းပြောပြပေးပါဦးခင်ဗျစစ်သားအားလုံးကလုံးဝ only ဒီပြည်သူစစ်တဲ့စစ်ဝင်မတမ်းမနေရဥပဒေကြောင့်ထမ်းရတဲ့သူတွေကြီးပဲဘူးပဲပါနေတယ်ပေါ့အဲ့ဒါကတော့လေဘာစုဘာမှမပါဘူးကျွန်တော်လည်းသူတို့ကိုဖမ်းတာဖမ်းတယ်သူတို့စီကဘာမှလည်းအကျိုးများအကျိုးများဆိုတာ စစ်တရင်ရရှိမှုအပိုင်းတွေလည်းဘာမှတော့မရနိုင်ဘူးပေါ့လေသူတို့ကလည်းဘာမှမပြောနိုင်တာကြီးလို့ဆိုတော့ကလက်တလုံးအားချင်းဖြစ်တဲ့ကိစ္စလောက်ကိုပဲသူတို့ဒီဖြေဆူရတယ်အဲသူတို့ကိုရှေ့တန်းလွတ်တယ်ဆိုလို့ရှိရင်ထွက်ပြေးမှာဆိုလို့မလို့အဲရိတ်ခါတွေကျူထုံမပေးထားဘူးကျောဖို့ဤတွေမပေးထားဘူးတနတ်တွေမပေးထားဘူးကဲစေးတောင်းစထွက်တော့မယ်ဆိုတော့မှကျောဖို့ဤတွေတနတ်လည်းဆိုပြီးသူတို့အဲ့လိုပေးတယ်ဆိုတာမျိုးတွေတော့ဒီပဲကျွန်တော်ကြားရတယ်ပေါ့နော်ပြန်နေကြတဲ့အပိုင်းတွေကတော့အထူးတလဲကြီးသိရတာမျိုးအတွင်းတရင်ကြီးပြန်ကျွန်တော်တို့ကြားရတာမျိုးကမရှိဘူးပေါ့အဲတော့အားလုံးကတော့ဒီဒီစစ်ကြောင်းပဲအဲ ပေါ်ဒါဆွဲခံရတယ်လို့ပဲထွက်ဆိုထားကြတာတော့ရှိတယ်အဲ့လိုပေါ်ဒါဆွဲပြီးတော့ပဲပါသွားကြတဲ့သူတွေလို့အဲထွက်ဆိုထားတယ်ပေါ့အဲ့ဒီ26ရောက်စလုံးကတော့